ဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်စောက်ကတော့ Brian Tracy ရဲ့ Guts Map ပဲဖြစ်ပါတယ်။ကျွန်တော်တို့အများစုကအောင်မြင်မှုနဲ့မြင်မာတဲ့ဝင်ငွေဟာပါရမီဒါမှမဟုတ်ကံကောင်းခြင်းကြောင့်ရတယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့စာရေးသူကတော့အောင်မြင်မှုဟာသင်ယူနိုင်တဲ့ကျွမ်းကျင်မှုတစ်ခုသာဖြစ်တယ်လို့အခိုင်အမာဆိုထားပါတယ်။သင်ဟာဘယ်နဲ့ပင်မှမဆိုထိတ်တန့်ဖြစ်လာဖို့အတွက်အောင်မြင်သူတွေလိုတွေးခေါ်ဖို့နဲ့လှုပ်ဆောင်မှုတွေကိုလေ့လာပြီးကျင့်သုံးမှရမယ်ဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဉာဏ်ရည်ထက်မြတ်ခြင်းဆိုတာ IQ မြင့်မားခြင်းကိုဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာတင်ယူနိုင်တဲ့တွဲခေါ်ပုံစနစ် thinking system ဖြစ်ပါတယ်။အော်မီနဲ့တူရတာမန်တွေထက်ပိုပြီးထက်မြက်စွာတွဲခေါ်သူများဖြစ်ကြပါတယ်။သူတို့ဟာကိုယ့်ရဲ့အချိန်ကိုပြဿနာဖြစ်ရှင်းခြင်းဆုံးဖြတ်ချက်ချခြင်းနဲ့အစီအစဉ်ကြီးဆွဲခြင်းတို့မှာအသုံးပြုကြပါတယ်။စိုက်သူက မတွေးဘဲမနေရ you must think လို့ပြောပါတယ်။ကျွန်တော်ကကိုယ့်ရဲ့ပန်းတိုင်တွေအတားဆီးတွေနဲ့လမ်းကြောင်းတွေအကြောင်းကိုရှင်းရှင်းလင်းလင်းသိဖို့အတွက်တနေ့တာမှချင်းယူပြီးတိတ်ဆိတ်စွာတွေးခေါ်ဖို့လိုအပ်ပါတယ်။ ဂျင်းထက်ပဲတဲ့သူတွေဟာသူတို့ရဲ့နေပယ်မှာအစမပြတင်ယူသူများ life long learner များဖြစ်ကြပါတယ်။သူတို့ဟာလက်ရှိအသိပညာနဲ့ကျွမ်းကျင်မှုတွေဟာဘလုံးလောက်သေးဘူးဆိုတာကိုအမြဲတမ်းသိထားကြပါတယ်။နေ့စဉ်စာဖတ်ခြင်းပညာပေးဗီဒီယိုတွေကြည့်ခြင်းနဲ့သင်တန်းတွေတက်ခြင်းတို့ဟာထိတ်တန့်အောင်မြင်သူတွေရဲ့အလေအကျင့်ပါ။သင်ရဲ့အသိပညာကိုယင်းနှိမ့်ညွှန်နှံခြင်းဟာသင်ရဲ့ဝင်ဝင်နဲ့အောင်မြင်မှုကိုထိုက်ရိုက်ပြန်ပေးနိုင်မယ့်အရာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ဟာအပြေအမန်တွေကိုရှာဖွေနိုင်တဲ့အံ့ဖွယ်ကိရိယာတစ်ခုဖြစ်ပါတယ်။ ဆိုင်တူကျွန်တော်တို့ဟာကိုယ့်ရဲ့ visa ညံ intuition ကိုယုံကြည်ဖို့ကိုယ့်ရဲ့အတွေ့အကြုံကိုတန်ဖိုးထားဖို့လိုတယ်လို့ဆိုပါတယ်။စိန်ခေါ်မှုတစ်ခုကြုံလာတိုင်းအဖြေကမှရှိတယ်ဆိုတဲ့ယုံကြည်ချက်ထားရှိခြင်းကသင်ကိုအဖြေမှန်စီကိုဥတီသွားစေပါလိမ့်မယ်။အောင်မြင်သူတွေဟာတွေးခေါ်ပုံကံယုံတာမကလှုပ်ဆောင်ပုံနဲ့ထင်မြင်ကြပါတယ်။ထိတ်တဲအောင်မြင်သူတွေဟာသူတို့ရဲ့အကြီးပဲချက်ပန်းနိုင်တဲ့ဦးစားပေးများကိုအမြဲတမ်းရှင်းရှင်းလင်းလင်းသိထားကြပါတယ်။ရှင်းလင်းမှုဟာဆွမ်းအပ်ပါ သင်လိုချင်တာကိုတိတိကျကျသိချင်တာသင်ရဲ့အုံနောက်ကိုအဲ့ဒီဘန်းနိုင်စီရောက်ဖို့လိုအပ်တဲ့နည်းလမ်းတွေနဲ့အခွင့်အလမ်းတွေကိုအာရုံစိုက်ရှောက်ဖွေစေပါတယ်။စာရွက်ပေါ်မှာရေးသားထားတဲ့ဘန်းနိုင်များမရေးထားတဲ့စေကုတွေထက်ပိုပြီးထိရောက်ပါတယ်။ဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာအလုံများစွာကိုလိုချင်တဲ့တန်ဖိုးအမြင့်ဆုံးအလုပ် high value activity ကိုသာအာရုံစိုက်လှုပ်ဆောင်ကြပါတယ်။ Pareto principle 80 20နေရာမှာကိုသူတို့ကောင်းကောင်းနားလည်ပါတယ်။ တင်အရေးကြီးဆုံးလှုပ်ဆောင်ချက်20ခုရှာဖွေပြီးအဲ့ဒီအပေါ်မှာပဲစူးစီးပြီးလှုပ်ဆောင်ခြင်းကတင်ရဲ့အရလက်80ခြေခံနှုန်းကိုဖန်တီးပေးပါလိမ့်မယ်။ Either fraud နိလန်အတိုင်းအရေးကြီးဆုံးအလုပ်ကိုအရင်ဆုံးလုပ်ဖို့ကိုကိုကိုစီကံတတ်မှာပါ။အောင်မြင်သူတွေအကောင့်ဆုံးဆုံးဖြတ်ချက်များကိုလင်းမြန်စွာချမှတ်တတ်ကြပါရဲ့။သူတို့ဟာတင်အချက်လက်တွေ information တွေကိုစူးစီးပြီးဖြစ်နိုင်ရှိရှိရလက်တွေ consequence တွေကိုစဉ်းစားကအရေးကြီးဆုံးတန်းကြောင်တစ်ခုကိုရွေးချယ်နိုင်ကြရှိကြပါရဲ့။ ဆိုပေချက်တစ်ခုချပြီးနောက်မှာလည်းနောက်ကျောင်းပြန်မလဲပဲရှေ့ကိုဆက်ရှောက်နိုင်တဲ့စိတ်ဖန်ဆိုင်ရာခိုင်မာမှုရှိကြပါတယ်ထိတ်တန့်ဝင်ဝင်ရရှိသူတွေလိုတွေးခေါ်ဖို့အတွက်ကျွန်တော်တို့တွေးခေါ်ပုံကိုအမြဲတမ်းအသိဉာဏ်တင်နေဖို့လိုအပ်ပါတယ်။ဘယ်နဲ့ပင်မှမဆိုအောင်မြင်တဲ့သူတွေဟာပြဿနာဖြေရှင်းခြင်းမှာကျွန့်ကျင်သူများဖြစ်ကြပါတယ်။သူတို့ဟာပြဿနာတစ်ခုကိုမြင်တဲ့အခါစိတ်ပူပန်ခြင်းအစားဒါကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့မေးခွန်းကိုမေးကြပါတယ်။ ဇာယသူကတော့ပြဿနာကိုအစိပ်ပိုင်းငယ်လေးဖြစ်ခွဲချမ်းစေပြပြီးဖြစ်နိုင်ရှိရှိတဲ့ဖြစ်ရှင်းနည်းတွေ solution တွေကိုစရင်ပြုစုဖို့အကြံပြုထားပါတယ်။ပြဿနာလိုက်ကိုတင်ယူစားအခွင့်အရေးဖြစ်မြင်ခြင်းကတင်ကိုထက်မြက်စေပါတယ်။ထိတ်တဲ့အမင်သူတွေဟာဖန်တီးမှုစွမ်းအား creativity ကိုအမြဲတမ်းအသုံးပြုကြပါတယ်။သူတို့ဟာအစဉ်အလာနေရာတွေထက်ပိုပြီးကောင်းမွန်တဲ့ပိုပြီးထရောက်တဲ့နည်းလမ်းတွေကိုအမြဲတမ်းရှောက်ပွေးနေကြပါတယ်။ဖန်တီးမှုစွမ်းအားကိုလုံဆောင်ဖို့အတွက်ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းတိတ်ဆိတ်စွာတွေးခေါ်ခြင်းနဲ့ကိုကိုကိုမေကိုမေးခြင်းတို့ကိုလုံဆောင်ဖို့လိုအပ်ပါတယ်။ ဉာဏ်ရည်ထက်မြတ်သူတွေဟာသူတို့ရဲ့အလုံးနဲ့ဘဝကိုဟန်ကျက်ညီအောင်ထင်းထင်းနိုင်ကြပါတယ်။စိတ်ဖြစ်မှုတွေနဲ့ရှုပ်ထွေးမှုတွေကပြေခေါ်နိုင်စွမ်းကိုရှော့ချဖြစ်ပါတယ်။ဇာယသူကတော့အနာယူခြင်းကျန်းမာရေးနဲ့စိတ်ပန်းဆိုင်ရာတည်ငြိမ်မှုတို့ဟာအမြင့်ဆုံးစွမ်းဆောင်ရည်အတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုပါတယ်။စိတ်ဤငြိမ်းချမ်းမှုကသာရှင်နေတဲ့အတွေ့အခေါ်ကိုပြေးနိုင်မှာဖြစ်ပါတယ်။ Get Smart ဆောက်ကကျွန်တော်တို့ကိုအောင်မြင်မှုနဲ့မြင်မာတဲ့ဝင်ငွေတွေကထူးခြားတဲ့ပါရမီထက်စနစ်တကျတွေးခေါ်ပုံနဲ့လှုပ်ဆောင်မှုအပေါ်မှာမူတည်နေကြောင်းရှင်းလင်းစွာသွန်သင်ခဲ့ပါတယ်။ ျွန်တော်ကနေစဉ်တွေးခေါ်ခြင်းကိုအလေးအချင်းဖြစ်မွေးညူခြင်းစဉ်ဆက်မပြတ်တည်ယူမှုတွင်ယင်းနှုံနေခြင်းနဲ့ရှင်းလင်းသောပန်းတံများချမှတ်ခြင်းတို့အပြင်ကျွန်တော်ရဲ့အញ្ញာယီအစဉ်ကိုမြင့်တင်နိုင်ပါတယ်။တန်ဖိုးအမြင့်ဆုံးအလိုများကိုသာဦးစားပေးလှူဆောင်ခြင်းအကောင်းဆုံးဆုံးဖြတ်ချက်များကိုလျှင်မြန်စွာချမှတ်ခြင်းတို့ဟာထိတ်တဲအောင်မြင်သူများရဲ့ထက်မြက်တဲ့လှူဆောင်ချက်များဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံးအောင်မြင်သူတွေရဲ့တွေးခေါ်ပုံကိုလေ့လာပြီးနေ့စဉ်ကျင့်သုံးခြင်းအဖြစ်မိမျိုးရဲ့ဘဝမှာလိုချင်တဲ့ရည်မှန်းချက်မှတ်သားကိုမလဲမသွေရယူနိုင်မှာဖြစ်ပါတယ်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။